ရှင်ဖရာရဲ့ပြည့်ရှိပါအကြောင်းကိုဗီဒီယိုလေးနဲ့ဖြည့်ပေးရန်တစ်တော့ညီကိုမောင်နှမများကိုစားမေတ္တာရှိထားပြီးအများသူငါသိစေခြင်းလို့ဖြည့်ပေးပါရန်တောင်းပန်လျှောက်ထားပါတယ်တဲ့ရဲ့ပြည့်ရှိပါဆိုတာမဖို့နိဗ္ဗာန်မရနိုင်သောအယထာနာရှိပါကိုပြောတာပါအဲ့ဒီရှိပါကဘာတွေလဲဆိုရင်တစ်ပစ္ဆံတသောဖရာသာသနာမတည်ရှိသောပစ္ဆံတရ၌ဖြစ်ရခြင်း နှင့်အရူပိနောနန္တာရှိပြီးယုံမရှိသောအရူပ၄ဘုံ၌ဖြစ်ရခြင်း၃ဝိတ္တလိန်ကောပဋိတန်တေအဖြင့်ကိုအင်္ဂါချွတ်တဲ့တော်သူဖြစ်ရခြင်း၄အတ္တညာသောယုတ်တာရှိပြီးနာမရှိသောအတ္တညာတ္တဘုံ၌ဖြစ်ရခြင်း၅မိစ္ဆာဒိဋ္ဌိနိယတမိစ္ဆာဒိဋ္ဌိဖြစ်ရခြင်း၆ပေတောပိဋ္ဌာဘုံ၌ဖြစ်ရခြင်းခொနစ် တိရိစာနောတရိစ္ဆန်ဘုံ၌ဖြစ်ရခြင်း၈နေရာရီကောငရဲဘုံ၌ဖြစ်ရခြင်းတို့ပဲဖြစ်ပါれဒါဟာမဖို့နိဗ္ဗာန်မရနိုင်သောအယထာနာ၈ပါးပဲဖြစ်ပါれအရှင်ဖယားအလှခံပုဂ္ဂိုလ်ဘယ်နှမျိုးရှိပါသလဲဖယားတဲ့ဥပရိပန္နာတပါဠိတော်ဒက္ခိဏဝိပင်္ဂသုတ်မှာ အလှခံပုဂ္ဂိုလ်14ယောက်ရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအလှခံပုဂ္ဂိုလ်14ယောက်ကဘသူတွေလဲဆိုရင်1မြတ်စွာဘုရား2ပိစေကဗုဒ္ဓါ3ယဟန္တာ4အရဟတ္တဖူကိုရယံကျင့်ကြံနေသောပုဂ္ဂိုလ်5အနာဂံပုဂ္ဂိုလ်6အနာဂါမိဖူကိုရယံကျင့်ကြံနေသောပုဂ္ဂိုလ်9သဂရာဂံပုဂ္ဂိုလ်10 သဂရာဂာမိဖို့ကိုရယံကြင်ကြံနေသောပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်30သောတာပတိဖို့ကိုရယံကြင်ကြံနေသောပုဂ္ဂိုလ်7သာသနာပဇံယယတိ12ပုထုဇဉ်တိလရှိသောလူပုဂ္ဂိုလ်73ပုထုဇဉ်တိလမရှိသောလူပုဂ္ဂိုလ်14တရိစ္ဆာန်တို့ပဲဖြစ်ပါတယ်ဒါဟာအလှခံပုဂ္ဂိုလ်14ယောက်ပဲဖြစ်ပါတယ် ကာယကံဝစီကံနဲ့ကာယ द्वार ဝစီ द्वार ကဘာလဲဖေယရှင်းပြပေးတော်မူပါဖေယတဲ့တဂရကမတွေဩဃာကကတော့တဲ့အခါမှာတချို့ကကာယကံဝစီကံမနောကံလို့ဆိုပြီးကတော့ကြပါတယ်တချို့ကြတော့လည်းပဲကာယ द्वार ဝစီ द्वार မနော द्वार လို့ဆိုပြီးကတော့ကြပါတယ် ကာယကံဝစီကံမနောကံနဲ့ဆိုပြီးကရော့တာကအများဆုံးပါเนาะဒီကာယ द्वारा ဝစီ द्वारा မနော द्वारा ဆိုတာဟာ द्वारा ဂိုင်းကိုထူထောင်ခဲ့တဲ့ဥပ္ပုဆရာတော်ကြီးကနေစခဲ့တာပါကာယကံဝစီကံမနောကံဆိုတာကကိုယ်အမှုနှုတ်အမှု စိတ်အမှုတို့ကို ပြောတာဖြစ်ပါတယ်ကာယ द्वारा ဝစီ द्वारा မနော द्वारा ဆိုတာဟာလည်းပဲ ကိုယ်အမှုအရာနှုတ်အမှုအရာစိတ်အမှုအရာတို့ကိုပြောတာဖြစ်ပါတယ်အဆိုးကွာသွားပင်မဲ့အတိတ်ပဲခြင်းကတော့အတူတူပါပဲနော်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးပဲမင်္ဂလာပါ လောကမှာ ကိုယ်ဘဝတိုးတက်ရာတိုးတက်ကြောင်းဖြစ်ဖို့အတွက်ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိသလိုကိုယ်ဘဝကိုစုပ်ယုပ်ပျက်စီးအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဘယ်လိုပုဂ္ဂိုလ်တွေကကိုယ်ဘဝကိုစုပ်ယုပ်ပျက်စီးအောင်လုပ်နေသလဲဆိုရင်မိမလိုက်စားခြင်းအရက်သေးစားတောက်စားခြင်းရောင်းကစားကျူးလွန်ခြင်းစတဲ့ မကောင်းမှုတွေကိုကျူးလွန်နေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ဘဝကိုဆုပ်ယုပ်ပျက်စီးအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ထိုပုဂ္ဂိုလ်တွေဟာသူတို့လောက်ရကပဲသူတို့ကိုပြန်ပြီးဆုပ်ယုပ်ပျက်စီးစေပါတယ်။ဒါကြောင့်အင်္ဂုတ္တရနိကေတုတ်တနိပတ်ပါဠိတော်ဝိသိတကဝတ်ပရာဘဝတုတ်မှာမြတ်စွာဘုရားကအကျဉ်သူသည်မိမကျူး သေးတောက်ကျူးလောင်ကစားကျူးသည်ဖြစ်၍ယာတိုင်းယာတိုင်းသောဥစ္စာကိုဖြစ်စေ၏ထိုသူဤထိုအကြောင်းသောမျိုးသည်စုပ်ယုပ်ပျက်စီးခြင်းဤအကြောင်းဒီလို့ဟောကြားတော်မူပါれဒါကြောင့်စုပ်ယုပ်ပျက်စီးတဲ့လူမဖြစ်ချင်ဘူးဆိုရင်မိမလိုက်စားခြင်းအရက်သေးစားတောက်စားခြင်းလောင်ကစားကျူးလွန်ခြင်းစတဲ့မကောင်းမှုတွေကို ဖောင်းနိုင်သမျှရှောင်ကျင်ပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်ပြီးတော့မသိလို့မေးတာပါဖေယျမနှက်ဖက်ထမင်းကြော်စွမ်းဥဥဖြားဖြားကတ်လို့ရလားဖေယျဖြီးပြီးတော့မူပါဖေယျတဲ့တချို့ကလေထမင်းကျန်းတွေကိုထမင်းကြော်လုပ်ပြီးမနှက်ဖက်မှာဖေယျစွမ်းတော်တင်လို့ရပါသလားလို့မေးတာတွေရှိပါတယ် ပြန်ညွန်းကိုတော့မှမမိတော့ဘူးเนาะမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းက ပုံနာကြီးတယောက်ဟာထမင်းစားနေစဉ်မှာမြတ်စွာဘုရားကြွရောက်လာတဲ့အတွက်မြတ်စွာဘုရားကိုအလွန်ကြည်ညိုတာကြောင့်သူစားပြီးသားကြံတဲ့တဝက်ကိုမြတ်စွာဘုရားအားလောင်းလှူလိုတဲ့အတွက်အရှင်ဂေါရမအကျွန်ုပ်စားပြီးသားကြံတဲ့တဝက်ကို လောင်းလှူလိုပါတယ်လက်ခံပါသလားလို့မေးလျှောက်ပါတယ်ဒီအခါမှာမြတ်စွာဘုရားကပုံနာကြီးတို့ကအလှူခံပုဂ္ဂိုလ်ဖြစ်တာကြောင့်လက်ခံပါတယ်ဆိုပြီး ပုံနာကြီးစာပိသားကြံတဲ့တဝက်ကိုအလှခံပြီးဖုံးပေးတော်မူပါတယ်။အဲဒါကြောင့်မိမိကကြည်ညိုတဲ့စိတ်နဲ့စိတ်တန်တန်ထားပြီးတော့ဖះဆွမ်းတော်တင်မယ်ဆိုရင်တင်လို့ရပါတယ်။အပြစ်မဖြစ်ပါဘူး။ကုသိုလ်ပဲဖြစ်ပါတယ်နော်။အရှင်ဖေရသွေးလူလို့ရတဲ့အကျိုးကျေးဇူးလေးရှင်းပြပေးတော်မူပါဖေရတဲ့ဖေရအလောင်းတွေဖြည့်ခြင်းတဲ့ စွန့်ချီခြင်း၅ပါးဆိုတာရှိပါတယ်။စွန့်ချီခြင်း၅ပါးကဘာတွေလဲဆိုရင်၁ဒါနပရိစ္ဆာကစည်းစိမ်ဥစ္စာကိုစွန့်လွတ်လှူဒန်းခြင်း၂အင်္ဂပရိစ္ဆာက ခြေလက်အစရှိသောအသွေးအသားအင်္ဂအစိပ်ပိုင်းတို့ကိုစွန့်လွတ်လှူဒန်းခြင်း၃ပုဗ္ဗပရိစ္ဆာက သာသမီကိုစွန့်လွတ်လှူဒန်းခြင်း၄ပရိယပရိစ္ဆာကဇနီးမယားကိုစွန့်လွတ်လှူဒန်းခြင်း၅ ဇီဝိတပရိစ္ဆာကအသက်ကိုဆုံးလို့လှူဒန်းခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါဆွန်ကြီးခြင်း၅ပါးထဲမှာအင်္ဂပရိစ္ဆာကခြေလက်စာသောအသွေးအသားအင်္ဂအစိပ်ပိုင်းတို့ကိုဆုံးလို့လှူဒန်းခြင်းဆိုတဲ့အချက်ပါတာကြောင့်သွေးလှူခြင်းဟာဖျားအလုံးတို့ဖြည့်ခြင်းတဲ့ဆွန်ကြီးခြင်း၅ပါးတပါးကိုဖြည့်ခြင်းရာရောက်ပါတယ်ဘယ်လိုကောင်းကျိုးတွေခံစားရသလဲဆိုရင်ဖြစ်လျာဘဝတိုင်းမှာအသက်ရှိပြီးတော့အနာရောဂါကင်းခြင်းဆိုတဲ့ကောင်းကျိုးကိုခံစားရပါတယ်နော်